လိုက်မလွင့်လာတဲ့မိတ်ဆွေတွေအားလုံးနည်းနည်းလေးကြာသွားပြီအဲဒီကြောင့်မို့ကိုတွင်းရဲ့ချင်းမိတ်ဆွေတွေအကုန်လုံးအခုလောလောဆယ်ကိုတွင်းပြောချင်တာကဒီညက်နေကိုအနီးကပ်ကနန်းကိုတွင်းလာပေးတာအကြိုက်သူတွေဆိုရင်လိုက်ဆော့တပတ်လုံးစာမိတ်ဆွေတွေအားလုံးအပီးခွေတွေပတ်သီးတွေပရိတ်တွေအကုန်လုံးအကုန်လုံးအောင်မြင်သွားပြီနော်အဲဒီကြောင့်မို့မိတ်ဆွေတွေအကုန်လုံးပကနေပြီးတော့ရားလိမ့်မယ်လို့ကိုတွင်းထိုင်နေပေါက်လိမ့်မယ်လို့လည်းကိုတွင်းထိုင်နေ ပတိလိုက်နေတဲ့မိတ်ဆွေတွေအားလုံးအောင်မြင်တယ်ပတိလိုက်နေတဲ့မိတ်ဆွေတွေအားလုံးအောင်မြင်တယ်ဓာအပြင်ကိုမိတ်ဆွေတွေအားလုံးပတိလိုက်နေတဲ့ချင်းမိတ်ဆွေတွေအားလုံးအောင်မြင်တယ်အပီးခွေလိုက်နေတဲ့မိတ်ဆွေတွေအားလုံးလည်းအောင်မြင်တယ်ကဲလိုက်ရှယ်များများလေးကူညီပေးသွားဒီညနေအနီးကပ်ကဏ္ဍနဲ့မိတ်ဆွေတို့ရဲ့ပတ်စံအိတ်သေးကိုပတ်စံကိုထုံးလာထည့်ပေးမယ်အကြိုက်တူတယ်ဆိုရင်လိုက်ဆော့ဟုတ်ပြီလားမိတ်ဆွေတွေအားလုံးအကြိုက်တူတယ်ဆိုလိုက်ဆော့ဟုတ်ပြီလားကဲလိုက်ရှယ်များများလေးကူညီပေးသွား အပူးကြိုက်နေတဲ့မိတ်ဆွေတွေအားလုံးအပူးလိုက်နေတဲ့ချစ်မိတ်ဆွေတွေအားလုံးများများလေး share ပေးသွားနော်ဟုတ်ပြီလား like share များများလေးကူညီပေးသွား like လက်မလေးတွေတန်းစီပြီးတော့နှိပ်သွားနော် like share များများလေးကူညီပေးသွား like လက်မလေးတွေတန်းစီပြီးတော့နှိပ်ပေးသွားကဲအသေးလေးတွေတန်းစီပြီးတော့ပေးပြ comment မှာ okay လေးတွေတန်းစီပြီးတော့မှတ်တာမှတ်တာအနီးကပ်ကနေကိုတို့လာပေးတာမိတ်ဆွေတွေအားလုံးဒီညနေ1ချင်းကကိုထုံးတို့ပွင့်နေပြောမှဆိုရင် ဒီညက်နေကိုထုံးတို့ဝမ်းချင်းကတစ်နှစ်ဝမ်းချင်းနော်တစ်နှစ်ဝမ်းချင်းအဲ့ဒီတစ်နှစ်ကိုအကြိုက်ဆုံးကနန်းလေးတွေကိုထုံးရွေးထုတ်ပေးထားတယ်။နောက်ပြီးဒါအပြင်တခြားကနန်းလေးတွေလည်းကြံသေးတယ်။တခြားကနန်းလေးတွေလည်းကိုထုံးရွေးထုတ်ပေးထားတယ်။အကြိုက်သူလည်းဆိုရင်လိုက်စော်ပါ။ဟုတ်ပြီလားနော်။နောက်ပြီးတော့မိတ်ဆွေတွေအားလုံးကိုထုံးတစ်ခါတည်းပြောပြလိုက်ပါမယ်။တေချာနားထောင်ပါ။ဒီတောက်ကြနေညက်နေနဲ့ကျွန်တော်တို့နောက်တစ်ပတ်လာမယ့်အင်္ဂါနေ့ညက်နေ ठी ကို မွေးထိုးရမယ်ခင်ဗျာနှစ်ကွက်ရှိရယ်နော်ဟုတ်ပါတယ်ဗျနည်းနည်းနောက်ကြပါတယ်ကျွန်တော်လည်းလုံမအားဘူးတွေဗျာကျွန်တော်ပြောရလေဟိုရက်ကနော်ဒီရက်ကဝါသနာအရာဟွာထမင်းစားဖို့ကျွန်တော်လောက်ရသေးတယ်ပွင့်နေပြောထမင်းစားဖို့ကျွန်တော်လောက်ရသေးတယ်လေဟုတ်ပြီလားကဲအဲ့ကြောင့်မို့အခုကြည့်နေတဲ့48ယောက်လုံးအကုန်လုံးပေါက်အောင်လို့နော်ကျွန်တော်ကိုတော့ပြောပြမယ်လိုက်ပြီးတော့မှတ်ထားလိုက်မှတ်ထားလိုက်မိတ်ဆွေတွေအားလုံး ဒီညနေကိုကိုထွန်းအကြိုက်ဆုံးခဏကိုထွန်းရွေးထုတ်ပေးထားပါဗျ။ပွင့်နေပြောမစင်ကိုထွန်းကိုပရိတ်ကိုပို့ပြီးတော့ကြိုက်တယ်ကိုပရိတ်။ကိုပရိတ်ကိုပို့ကြိုက်တဲ့အတွက်ကြောင့်ကိုထွန်းမိစုတွေအားလုံးထိုးရမယ်ခဏကနှစ်ခွန်ဒူးဆယ်ပဲနှစ်ခွန်နောက်ပြီးရင်တစ်ရှစ်နော်နှစ်ခွန်တစ်ရှစ်နောက်ပြီးရင်ကိုထွန်းတို့၃ည၉မင်္ဂလာပါဗျ။နော်နှစ်ခွန်တစ်ရှစ်၃ည၉၃ည၅ 35ဆိုတဲ့ကဏ္ဍတစ်ကွက်တည်းကိုမိတ်ဆွေတွေအားလုံးထည့်ထိုးပေးပါဟုတ်ပြီလားเนาะကဲနှစ်ခွန်ရဲ့18ရဲ့36ရဲ့35ရဲ့ကြိုက်လားကြိုက်တယ်ဆိုရင်လိုက်ထိုးအပူကြိုက်နေတဲ့မိတ်ဆွေတွေအားလုံးเนาะကျွန်တော်တို့ဒီကနေ့ညက်နေရနေပြီးတော့ကျွန်တော်အာမခံတယ်ဒီကနေ့ညက်နေရနေပြီးတော့အင်္ဂါနေ့ညက်နေကျွန်တော်နောက်တစ်ပတ်အင်္ဂါနေ့ညက်နေเนาะ တနင်္လာအင်္ဂါနောက်တစ်ပတ်တနင်္လာအင်္ဂါအင်္ဂါနေ့ညနေ ठी ကိုမွေးပြီးထိုးရမယ်ခဏနှစ်ကွက်ကပါတယ်ဆိုတော့မိတ်ဆွေတွေအားလုံး၃၃ညနဲ့၅၅၃၃ညနဲ့၅၅ဟုတ်ပြီလားနော်အကြိုက်သူတွေဆိုလိုက်ဆော့ပါအပူကြိုက်နေတဲ့မိတ်ဆွေတွေအားလုံးအပူပဲဆော့အပူဆိုရင်မိတ်ဆွေတွေအားလုံး၃၃ညနဲ့၅၅နော် ဒါမှမဟုတ်ကိုတော့အခုပြောပြပေးလိုက်တဲ့နော် main awkward တွေကြိုက်တယ်ဆိုရင်မိတ်ဆွေအားလိုက်တော့အချိန်မရှိတော့ဘူး၃နာရီခွဲတော့မယ်အဲ့ဒီကြောင့်မို့ကိုတော့ ਨੇ တူတူနဲ့လူရင်ပဲကိုတော့ပြောလိုက်မယ်ထွက်စင်ကိုအတူတူကြည့်မယ်ဟုတ်ပြီလားနော်ထွက်စင်ကိုအတူတူကြည့်မယ်အဲ့ဒီကြောင့်မို့မိတ်ဆွေတွေဘက်ကနေပြီးတော့မြန်မြန်လေး share ပြီးတော့အခုထိုးရမကနန်းကကိုတော့ပြန်ပြောပြမယ်နှစ်ခွန်တရှိ3ညာ9 3ညာ5ဒီညနေကိုအပူကြိုက်နေတဲ့မိတ်ဆွေအားလုံး3ညာ3ညာနဲ့9 9အဲ့ဒါကမွေးထိုးရမယ် ောက်တစ်ပတ်အင်္ဂါနေ့အထိနော်အင်္ဂါနေ့ညနေအထိကဲအဲဒါကြောင့်မို့မိတ်ဆွေတွေဘက်ကနေပြီးတော့အကြိုက်တူလို့ဆိုရင် like ဆော့လိုက်ပါဒီညနေထွက်စဉ်ကိုအတူတူကြည့်မယ်ထွက်စဉ်အတူတူကြည့်နေတဲ့ဆိုတော့ဝါသနာရှင်တွေအကုန်လုံး၄နာရီ၁၀မိနစ်ဆိုရင်အားလုံးပဲတက်လာခဲ့ကိုတို့တက်ရိုက် like ကိုကိုတို့လွှင့်ပေးမယ်ဟုတ်ပြီနော်ကဲအခုလောဆက်ကတော့ကိုတို့ like တွေကိုဒီတော့လည်းပဲ channel ကိုပြုပါအခုကြည့်နေတဲ့အားလုံး၁၀၀နဲ့မှ၁၀ရှိတယ်အခုကြည့်နေတဲ့လူတွေအကုန်လုံးပေါက်ကြပါစေအကုန်လုံးရကြပါစေလို့ ုရောဘက်ကနေပြီးတော့ဆူတောင်းပေးတဲ့နောက်မှဝင်ကြီးမဲ့မိတ်ဆွေတွေအားလုံးနဲ့ထပ်ပြီးတော့ရကြပါစေလို့ကိုရောဘက်ကပြန်ပြီးတော့ဆူတောင်းပေးပါရယ်ကဲအားကြောင့်ကိုရော like တွေကိုဒီလောက်နဲ့ပဲရှင်းနာခွင့်ပြုပါထူဝမကနန်း2ခွန်တရှိ39 35 39 55အဲ့ဒါအပူကဒီညနေရစပြီးမွေးရမှာနော်ကဲအားကြောင့်ကိုရော like တွေကိုဒီလောက်နဲ့ပဲရှင်းနာခွင့်ပြုပါဟုတ်ပြီလား